ပ်ဆက်ပေးမဲ့တဲ့င်းကတော့စစ်ဘိုလ်ချုပ်တဦးကအဲဒီမှာပြုချင်းမှုနဲ့ပတ်သက်၍အရေးငွေဆွဲတဲ့တဲ့င်းဖြစ်ပါတယ်စစ်ဘိုလ်ချုပ်တဦးကိုအဓမ္မပြုကျင့်မှုနဲ့ဆိုင်တဲ့လက်ခံနိုင်ငွေရမရှိတဲ့အချက်တွေကြောင့်တာဝန်ကရဆိုင်ပြီးအခြားအရေးယူမှုတွေလုံးဆောင်မှုဂျာမနီစစ်တပ်ကစီစဉ်နေတယ်လို့သိရပါဗျ။ ဇန်နေပွင့်အဆင့်ရှိတဲ့ဗိုလ်ချုပ်ဖြစ်တဲ့ဟာမဲရက်ဆိုသူဟာဖေဖော်ဝါရီလအတွင်းကျင်းပခဲ့တဲ့နေတိုးအဖွဲ့ရဲ့အဆင့်မြင့်ရရှိတွေတက်ဆုံပွဲမှာဗြိတိန်မျိုးသမီးရရှိတဦးကအလမပြူချိမှုနဲ့ပတ်သက်ပြီးသဘောထားမြင်မိခဲ့တာကိုအလမပြူချိမှုတွေဟာစုံစုံလေးရှိတဲ့အရာမျိုးဖြစ်တယ်လို့အပန်းဖြစ်ပြောရှင်းနေတယ်လို့ပြောကြားခဲ့တဲ့မှတ်ချက်စကားကြောင့်ရည်ယူခံရရတာဖြစ်ပါတယ်။ ာမဲရန်ဟာနေတူအဖွဲ့ကယူကရိန်းကိုထောက်ပံ့မှုနှုတ်ဆောင်မှုအတွက်ဂျာမနီဘက်ကတာဝန်ရှိသူအဖြစ်တာဝန်ယူနေသူဖြစ်တယ်လို့အဆိုပါအဖွဲ့ရဲ့ဒုတိယအကြီးဆုံးစစ်ပတ်တာဝန်ရှိသူလည်းဖြစ်ပါတယ်။ ဟာမရက်ကဂျာမနီစစ်တပ်တောင်ဝင်ရှိသူတွေကစစ်စင်းမှုရေလုံဆောင်တဲ့အခါသူနဲ့လက်တွဲလုံးလုံးနေသူတွေပျော်ရွှင်စေဖို့အတွက်နောက်ပြန်ပြောကြားခဲ့ရလို့ထွက်ဆိုခဲ့ပေမဲ့ဂျာမနီစစ်တပ်နဲ့လက်တွဲအဖွဲ့ကဆက်မက်ထားတဲ့စစ်စည်းကမ်းတွေကြောင့်ဂျာရူကအနာပိတ်ခံရတဲ့အထိရယူခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်ရှင်ဒီသတင်းကိုတော့ရင်းဆက်အောင်ကပြပို့လာတာပါ